တန်တချမ်းမမရိုက်ပဲနှစ်ထောင်ချီကြာတရှိနေတဲ့ဂျပန်အစာအုပ်တွေနောက်ွယ်ကလေဝဲချက်ဒီပြည်သူကနေစနစ်ကတော့ဂျပန်လူမျိုးတွေအတွက် အလေးအမြတ်ထားရတဲ့ရှီဟောင်းပညာရဲ့တစ်မျိုးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီနည်းကိုသုံးပြီးစောက်ထားတဲ့အစာအုပ်တွေကနှစ်ထောင်ချီကြာတာတောင် ရိုင်းနေသွားတာမျိုးမရှိလို့ပါပဲ။ဒီနည်းစနစ်ကိုတော့ဆာရှီမိုနိုလို့ခေါ်ပြီးတော့သစ်သားတွေကိုအသေးစိတ်အတိအကျတိုင်းဖြတ်ပြီးတော့တစ်ခုနဲ့တစ်ခုကိုဘယ်ဟီရီအစိပ်ပိုင်းလေးတွေလိုမျိုးကွက်တီချအောင်ဆက်ပြီးတော့အစာအုပ်တွေကိုစောက်တဲ့နည်းပဲဖြစ်ပါတယ်။ဒီနည်းနဲ့စောက်မယ်ဆိုရင်သစ်သားတွေကိုမီလီမီတာအစိပ်လေးတွေရာအစအတင်းစောက်မခံပဲဖြတ်တော့ ထွင်းထွားတာဖြစ်တာကြောင့်တော်တော်လေးလဲလဲဝင်သလိုကျွမ်းကျင်မှုရှိမှပဲစောင့်နိုင်မှာဖြစ်ပါတယ်။ဒီနေ့စနေနေ့ပတ်သက်ပြီးအထူးခြားဆုံးကတော့တချောင်းကော်ရီတန်နေသုံးတဲ့အဆောက်အဦတွေလိုမျိုးနှစ်ကြာလာရင်ရှိုင်းနေလာတာမျိုးမဖြစ်ပဲနှစ်ကြာလေးလေးပို့ပြီးတော့ခိုင်မာတက်လာတာမျိုးပါပဲ။ဘာဖြစ်လို့လဲဆိုတော့အပူချိန်ကြောင့်တက်သားတွေကကျုံနာပွားတာတွေဖြစ်လာပြီးအချိန်ကြာလာတဲ့အမျှဒီတက်သားအဆက်လေးတွေကပိုကျက်လာလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မဲဒီပြည်သူကနေစနစ်ကဂျပန်လူမျိုးတွေ 也只为更有些贫的养二百平方人身。